အာဆီယံ10နိုင်ငံနဲ့ကိုရီးယားနိုင်ငံဘူဆန်ရုပ်ရှင်အစည်းအရုံးတို့ပူးပေါင်းပြီးလူငယ်ရုပ်ရှင်မျိုးဆက်ပြုစုပျိုးထောင်ရေးအစီအစဉ်အာဆီယံ Raw Line Project ကို နိုဝင်ဘာလ10ရက်နေ့ကစတင်ပြီးမြန်မာနိုင်ငံမှာနှစ်ပတ်ကြာသင်တန်းပေးသွားမှာဖြစ်ပါတယ်။အာဆီယံ Raw Line Project ကို2012ခုနှစ်မှာဖိလစ်ပိုင်2013ခုနှစ်မှာထိုင်းနိုင်ငံတို့မှာတင်ကြားခဲ့ပြီး မြန်မာနိုင်ငံဟာ2014ခုနှစ်မှာအာဆီယံဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့အတွက်မြန်မာနိုင်ငံမှာသင်တန်းပေးဖို့ရွေးချယ်ခဲ့တာဖြစ်ပါတယ်2013မှာ12မှာမြန်မာလူငယ်တွေ scholarship ရခဲ့တယ်အောင်မြင်ခဲ့တယ် training စီရခဲ့တယ်နောက်ပြီးတော့သူတို့ခု professional လောကကြီးမှာဝင်နေကြပြီပေါ့နော်ဒီနှစ်လည်းမြန်မာနှစ်ယောက်ပါတယ် group ကတော့နှစ်ခုပါ A နဲ့ B ပေါ့ A မှာကျွန်တော်ကတော့ DOP နဲ့ဓာတ်ပုံပညာကိုသင်ကြားပေးမှာဖြစ်ပါတယ်။အဲကျန်တဲ့ instructor လည်းပါပါတယ်။ Korean director တယောက်ကဲနောက်ပြီးတော့ Malaysia director တယောက်ကဲအဲ Korean music တွေမှာ instructor တယောက်ကဲအမ်နောက်ပြီးတော့ Philippines က DOP တယောက်ကဲပါပါတယ်။ Flying ကဟိုကျွန်တော်တို့ကျွန်တော်တို့တော့အရေးပါတဲ့ project ပေါ့နော်။အဲ့တော့ဟိုကျွန်တော်ရှေ့မှာတော့တခြား international project တွေတော့ဒါပေမဲ့ fly မှာပထမဆုံးဒီစုကြီးအနေနဲ့ရတယ်။နောက်ပြီးတော့ ဟိုအဖိုးမဖြစ်နိုင်တဲ့စုတဲ့အရေးကြီးတာအဖိုးမဖြစ်နိုင်တဲ့ဆက်သွယ်တွေနောက်ပြီးတော့ဆရာတွေတွေ့ရတယ်တငငချင်းတွေရတယ်ပေါ့နော်အခုချိန်ဒီတဲ့ဆရာတွေတငငချင်းတွေပေါင်းပြီးလှုပ်တွေလှုပ်နေနိုင်ငံကဆက်သွယ်အများကြီးရပါတယ်ဆိုတော့ဒါ fly ကျွန်တော်တို့တော်တော်တန်ဖိုးမဖြစ်နိုင်တဲ့ project ပါဟုတ်ရုပ်ရှင်မှာရုပ်ရှင်မှာနိုင်ငံကြီးလို့လို့နိုင်ငံသေးလို့လို့နိုင်ငံအစင်းရလို့နိုင်ငံအချမ်းသာလို့လဲဆိုတာအာဟို project ကြီးတခုနေနေတော့ရှိပါတတိပုဂ္ဂလအနေနဲ့တော့ကျွန်တော်တို့အားလုံးလုပ်နိုင်တာကြီးပဲဆိုတော့အဓိကမိပုံမှန်မှုတည်တယ်အဲ့တော့အခုတက်လာမယ်ဆိုတော့ fly နေလဲ ခိုက်ပါဗောနော်ဘယ်တော့မှရှုံးမပေးပါနဲ့ဟုတ်ကဲ့ဟုတ်ကဲ့ Ready is ready group B 10 shoot move group B not ready <laughs> okay. to the second round director of cinematography group A who are pulling Director of Cinematography, Group D, David Carlos C. Hank.

အာဆီယံဒေတာရင်းနိုင်ငံတွေကအကြောင်းသား19ဦးနဲ့မြန်မာနိုင်ငံကအကြောင်းသား2ဦးတက်ရောက်မှာဖြစ်ပါတယ်။တင်တန်းမှာဇန်ညွန်ပိုင်းဆိုင်ရာကင်မရာပိုင်းဆိုင်ရာနဲ့ဒေါကူမန်ထရီရိုက်ကူးရေးတို့ကိုအတိအကထားတင် जा ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။တင်တန်းကာလနှစ်ပတ်အတွင်းမှာလည်းဒေါကူမန်ထရီနှစ်ကားကိုမြန်မာနိုင်ငံမှာရိုက်ကူးသွားမှာဖြစ်ပြီးတင်တန်းဆင်ပွဲမှာပြသသွားမှာဖြစ်ပါတယ်။